အဲပထမဆုံးအိမ်မှာမွေးလို့ရတဲ့ဟာလေးဆိုလို့ရှင်တော့အိမ်မူတိရစ္ဆာန်ကမှပါတယ်ပေါ့နော်ယုံလေးချက်ပေါက်ဒါလေးတော့အိမ်မူတိရစ္ဆာန်ကမှပါတယ်သူတို့ကိုလိုအပ်တဲ့ဟိုဘယ်လိုပြောမလဲအကျယ်ဝန်းမထားပေးတာတို့ပေါ့နော်အကျယ်ဝန်းသူတို့နေထိုင်မှုအတွက်လိုအပ်တဲ့အကျယ်ဝန်းမထားပေးတာတို့အစာရေစာငတ်ပြောင်းထားတာတို့နောက်ကကိုယ်လက်အင်ကချုပ်တက်အောင်လုပ်ပေးတာတို့နောက်တစ်ခုကကြတော့ဘယ်လိုမျိုးလဲဆိုတော့ဟိုကျမတို့ဟိုမနိုင်ဝန်ထမ်းခိုင်းတာ ။ဟိုမှာကြောက်အဲ့လိုမျိုးလေးလို့ဆိုလို့ရှိရင်နော်ညမနေဆက်မမြောက်တယ်ခေါ့နော်။ကောနေပူရဲမှာဆိုလို့ရှိရင်အရန် over heat ဖြစ်နေလို့ရှိရင်တရိတ်ဆန်လေးတွေကရှင်းတဲ့တက်တန်းမနေရတာမျိုးเนาะဒီလိုရှိရင်ဝဲဝဲသူရဲ့လက်ထဲမှာတည်သွားတာမျိုးဒါလေးကတော့ဟိုကြုံတွေ့နေရတယ်ကြားရတယ်ပေါ့နော်ဒီကြုံလေးတွေကိုရောင်းမယ်ဆိုလို့ရှိရင်ကျွန်တော်တို့သက်ဆိုင်ရာဌာနကနေသူတို့တကယ်ပဲခွင့်ပြုချက်ယူထားသလားရောင်းချခွင့် license ရှိသလားပေါ့နော်အဲ့ဒါလေးတွေတစ်ချက်စုံစမ်းအဲ့လိုမျိုး license နေထားခြင်းမရှိဘူးရောင်းချခွင့်ယူထားခြင်းမရှိဘူးဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီဥပဒေရတော့ အရေးယူဆောင်ရွက်လို့ရတဲ့အပိုင်းလေးတွေတော့ရှိပါတယ်ခင်ဗျာ။ကျွန်တော်ကတော့ဥပိုင်းစီမင်းသားဖြစ်ပါတယ်အထက်တန်းရှိနေပါခင်ဗျာ။ကျမကတော့ဒေါ်တိရာဖြစ်ပါရှင်အထက်တန်းရှိနေပါရှင်။ အဲပထမဆုံးအိမ်မှာမွေးလို့ရတဲ့ဟာလေးဆိုလို့ရှိရင်တော့အိမ်မူတိရစ္ဆာန်ကမှာပါတော့မော်နော်ယုံလေးချက်ပေါက်ဒါလေးကအိမ်မူတိရစ္ဆာန်ကမှာပါတယ်အဲ့ဒီမှာမှာကျမတို့ကဘာလဲဆိုတော့ဟိုပြင်ပမျိုးစေ့လေးတွေရှိရတချို့ယုံလေးတွေချို့လေးလေးဆိုကျမတို့ပြင်ပမျိုးစေ့လေးရှိတယ်အဲ့တော့မျိုးလေးမွေးချင်တယ်ဆိုလို့ရှိရင်တော့ကျမတို့ကပြည်တွင်းဒီပေါ့သက်ဆိုင်ညာပေါ့နော်သက်ဆိုင်ညာကျမတို့ရဲ့ဒီကျွမ်းကျင်သူတွေရဲ့ထောက်ခံချက်ခွင့်ပြုချက်ရရင်တော့ဒီပြင်ပမျိုးစေ့လေးကိုမွေးလို့ရတယ်ပေါ့နော်ဟုတ် သူတို့ဒီတကယ်တမ်းရောင်းမယ်ဆိုလို့ရှင်သတိဆန်လေးပေါ့နော်အခုခုနပြောတဲ့မိကုန်းထဲမှာပေါ့နေဘူးထဲမှာထားရတာတို့အစာရေစာလောင်းမအောင်မချွေးရတို့ဒါတွေကတော့မဖြစ်သင့်တဲ့ကိစ္စမျိုးလေးပေါ့သူတို့တကယ်ပဲအဲပေါ့နော်စီးပွားရေးဖြစ်ရောင်းချမယ်ဆိုလို့ရှင်သက်ဆိုင်ရာကွန်ပျူတာယူရမယ်သူတို့ရဲ့ရှိသင့်တဲ့အခြေဝန်မှာထားရမယ်အစာရေစာလောင်းမအောင်ထားရမယ်ပြီးလို့ရှင်ဒီနေရိတ်ထဲမှာပေါ့နော်သူတို့သူတို့နေနိုင်တဲ့ပမာဏမျိုးပေါ့နော်သူတို့ပမာဏနေနိုင်တဲ့အပူချိန်လောင်းနေထားတာမျိုးခုကနေဘူးထဲမှာဆိုလို့ရှင်အရန် overheat ဖြစ်နေလို့ရှင်သတိဆန်လေးတွေကရှိသင့်တဲ့တက် တန်းမနေရမျိုးเนาะတူပြီးလို့ရှိရင်ဝဲဝဲသူရဲ့လက်ထဲမှာတည်သွားမျိုးဒါလေးကတော့ဟိုကြုံတွေ့နေရတဲ့ကြားတယ်ပေါ့နော်အဲ့ဒီအတွက်ကြောင့်မလို့ဒီလိုလေးတော့အဲလှုပ်တင်တယ်မဟုတ်လိမ့်လိုင်းဖင်ယူမယ်ခွင့်ပြုချက်ယူမယ်ပြီးလို့ရှိရင်သူတို့ရှိတဲ့အစားအုံတွေမှာထားပြီးတော့ပဲရောင်းချရမယ်ပေါ့နော်ဒီကြုံလေးတွေကိုရောင်းမယ်ဆိုလို့ရှိရင်ကျွန်တော်တို့တက်ဆိုင်ရာဌာနကနေသူတို့တကယ်ပဲခွင့်ပြုချက်ယူထားသလားရောင်းချခွင့်အဲလိုင်းဖင်ရှိသလားပေါ့နော်အဲ့ဒါလေးတွေတစ်ချက်စုံစမ်းရမယ်ပေါ့တကယ်လို့သူတို့မှာရှိတယ်ဆိုလို့ရှိရင်တော့ဒါရောင်းချခွင့်ရှိပါတယ်အဲ့လိုမျိုး license နေထားခြင်းမရှိဘူးရောင်းချခွင့်ယူထားခြင်းမရှိဘူးဆိုလို့ရှိ င်တော့ကျွန်တော်တို့ဒီဥပဒေရတော့အရေးယူဆောင်ရွက်လို့ရတဲ့အပိုင်းလေးတွေတော့ရှိပါတယ်။ အဲဒီအဝေးလေးတွေမြောက်ကလေးတွေပေါ့နော်ဒါလေးကိုကျမတို့ဆက်ကပြတာရှိပါတယ်ရှိတယ်ဒါပေမဲ့ဒါလေးတွေပါဆိုတော့ဟိုဆွမ်းနာပြောသလိုပေါ့သူတို့ရဲ့ကျွမ်းကျင်မှုသူတို့ရဲ့ကျွမ်းကျင်မှုလေးတွေကိုပြတာတာဖြစ်တဲ့အတွက်ဒါကတော့ညှဉ်းပန်းနှိပ်စက်မှုမြောက်ဘူးဆွမ်းနာပြောသလိုဘယ်လိုမျိုးလေးကညှဉ်းပန်းနှိပ်စက်မှုမြောက်လဲဆိုကျမတို့ကသူတို့ကိုလိုအပ်တဲ့ဟိုဘယ်လိုပြောမလဲအကျယ်ဝန်းမထားပေးတာတို့ပေါ့နော်အကျယ်ဝန်းသူတို့နေထိုင်မှုအတွက်လိုအပ်တဲ့အကျယ်ဝန်းမထားပေးတာတို့အစာရေစာငတ်ပြောင်းထားတာတို့နောက်ကကိုယ်လက်အင်္ကာချိုးတက်အောင်လုပ်ပေးတာတို့နောက်တစ်ခုကကြတော့ဘယ်လိုမျိုးလဲဆိုတော့ဟိုကျမတို့ဟိုမနိုင်ဝန်ထမ်းခိုင်းတာ ။အမှကြောင့်အဲ့လိုမျိုးလေးလို့ဆိုလို့ရှိရင်ညမနေဆက်မမြောက်ကြတော့နော်။ကျမတို့အဲ့ဒါကို2020ကျမတို့ထရိတ်ဆန်ကျမရေးနဲ့မွေးမြူဥပဒေဆိုင်ရာမှာရွေးယူနိုင်တယ်လို့ပြဌာန်းထားတာရှိရပါတော့။ဟုတ်။အရင်လိုရတယ်ဆိုတဲ့အပိုင်းမှာ အဲငါဝင်ထိုင်ခိုင်းတာတွေရှိတဲ့အခြေအဝန်မှာမထားတာမျိုးတွေအစာရေစာလောင်းမအောင်မကျွေးတာတွေအဲဒါဆက်ကက်ပြတဲ့နေရာမှာတို့တို့တကယ်ပဲအဲ့လိုအခက်အခဲတွေအကျက်တဲတွေတိရစ္ဆာန်တွေမှာကြုံတွေ့နေရတယ်ဆိုလို့ရှိရင်တော့အဲတို့ညှိမ့်နေဆက်မှုများတယ်ပေါ့နော်များတယ်ဆိုလို့ရှိရင်အဲမြန်မာနိုင်ငံရဲ့ပြဋ္ဌာန်းထားတဲ့ဥပဒေတွေနဲ့တော့အရေးယူလို့ရပါတယ်ဟုတ်